မင်္ဂလာပါဂျပန်နိုင်ငံကရထားတွေပေါ်မှာပစ္စည်းပျောက်သွားရင် AI ကဘယ်လိုခြာဝေပေးလဲဆိုတာကိုသိချင်ပါလားပစ္စည်းပျောက်မှုတဲ့သူတွေအတွက်ဒီဗီဒီယိုကအရင်စိတ်ဝင်စားဖို့ခောင်းပါပါဒီဗီဒီယိုလေးမစခင် ပထမအဆုံးပြောချင်တာတော့ကျွန်တော်ရဲ့ Tech Essential လို့သုံး channel လေးကို Like and Subscribe လေးလုပ်ပေးကြပါဒီ channel မှာဒီပညာဆိုင်ရာဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဂျပန်မှာအများပြည်သူတုံသေးပြုဆောင်ရင်ဝန်ဆောင်မှုတွေနဲ့တခြားအဖွဲ့အစည်းက AI နည်းပညာကိုအသုံးပြုပြီးတော့ကြောက်ဆုံးဖြစ်စည်းတွေကိုစိရင်ပြုစုပိုင်ရှင်စီ ပြန်ပေးဖို့စီစဉ်ပေးနေပါတယ်။တိုချိုအစီအစက် Find Intercorporation နည်းပညာကုမ္ပဏီကဖန်တီးထားတဲ့ Loss and Found Platform ကိုအခုဆိုရင်ဘူဒါယုံပေါင်း2300ကျော်မှာအဖွဲ့အစည်း30လောက်ကအသုံးပြုနေကြပါပြီ။ ဒီအဖွဲ့အစည်းတွေမှာ San Paulo City Transportation Bureau, Haneda Leisei, Tokyo Order ရဲစခန်းတွေပါဝင်ပါတယ်။ဒီစနစ်ကဘယ်လိုလုပ်လို့လဲဆိုတော့ပျောက်ဆုံးဖြစ်စီတစ်ခုကို တွေးရှိလာတဲ့အခါဒေယူပို့ဆောင်ရေးဝန်ထမ်းတွေကတက်ပလန်နဲ့တက်ပုံရိုက်ပါတယ်။ Find ရဲ့ AI စနစ်ကပစ္စည်းရဲ့အယောင်ပုံသဏ္ဍာန်နဲ့အခြားအသေးစိတ်အချက်အလက်တွေကိုမှတ်တမ်းတင်ပြီးတော့ဒေတာဘေးထဲမှာတင်ထားပေးပါတယ်။ ပိုင်ရှင်တွေကတော့ line တို့ messaging application တွေကနေပစ္စည်းပြောက်တဲ့နေရာအချက်လက်တွေဓာတ်ပုံတွေကိုထည့်ပြီးတော့ခြာပွေးနိုင်ပါတယ်ဓာတ်ပုံမရှိရင်လည်းစင်တူပုံတစ်ခုကိုရွေးပြီးတော့စနစ်ကဖြစ်နိုင်သေးရှိတဲ့ပစ္စည်းတွေကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဝင်ဆောင်မှုကိုဂျပန်အင်္ဂလိပ်တရုတ်ကိုရီးယားဘာသာစကား၄မျိုးနဲ့လည်းခြာပွေးလို့ရနိုင်ပါသေးတယ်တိုချိုယထာကုမ္ပဏီ Kiro Corporation ကဒီစနစ်ကို အသုံးပြုပြီးကြည့်ရ ျောက်ဆုံးပစ္စည်းတွေပြန်လည်ရရှိမှုနှုန်းဟာ30ရာခိုင်နှုန်းကနေပြီးတော့30ရာခိုင်နှုန်းထိတိုးတက်လာခဲ့တယ်လို့ပြောပါတယ်။ရှင်ပါရှိရဲ့တိုယိုစုချာမှာအလိုလျောက်မောင်းနေတဲ့ရထားဝင်ဆောင်မှုကိုပေးတဲ့ယူရီကာမန်တို့အင်တာကော်ပိုရေးရှင်းကလည်း2024ခုနှစ်ဇူလိုင်မှာဒီစနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။သူတို့ကတနစ်ကိုကြောင်ဆုံးပစ္စည်းပေါင်းတထောင်ခွဲလောက်ကိုခိုင်တွယ်နေရပြီမြင်ဒီစနစ်ကြောင့်ပဲမေးမြန်းမှုတွေအများကြီးညှော်နေသွားတယ်လို့ ရှင်ပါရှိဘူးတာတာဝန်ရှိသူကီရိုမီရှိဘွာပြောခဲ့ပါသေးတယ်။ဘာကြောင့်လဲဆိုလို့ချင်းအရင်ကအိဇေစင်စရာတွေနဲ့ရှာပွေရတာမလို့အချိန်ကုန်ပြီမဲ့အခုဆိုလို့ချင်း AI ကအလိုလျောက်ပုံမှန်မြန်ဆန်သွားရှာပွေနိုင်လို့အရန်ကိုတက်တာပြီးတော့ effective ဖြစ်စီရလို့သူကပြောပါတယ်။ယူရီကာမိုနီယာပဲခီးတွေစီကလည်းကျေးဇူးတင်ကြောင်းနဲ့ဒီဝန်ဆောင်မှုကအရန်အဆင်ပြေတယ်ဆိုတဲ့ message တွေကိုရရှိထားပါသေးတယ်။ auto ရဲစခန်းကတာဝန်ရှိသူတယောက်ကအခုဆိုရင်ပစ္စည်းတွေကိုတိုးလိုက်အောင်ထိသွားပြီးတော့ပို့စီရတော့မလိုလောက်အောင်ပဲပန်းချင်းစီကိုမြန်မြန်ဆန်ဆန်ပြန်ပေးနိုင်နေပြီလို့ပြောပါတယ်။ဖူကူကာမျိုးကဟာနာတာဘူတာမှာဆိုလို့ရှိရင်ဘူတာရဲ့စီးပွားရေးအဆောက်အအုံနဲ့မြေောက်ဈေးပွဲစင်တာတွေမှာဒီဝင်ဆောင်မှုကိုအတူတူတွဲပြီးတော့အသုံးပြုထားလို့တနည်းအားချင်းစီကိုလိုက်ပြီးတော့မင်းမြန်ဆုံဆန်းစရာမလိုတော့ဘဲနဲ့ထိုင်နေပဲတန်းပြီးတော့ ထုံစမ်းမေးမြန်းလို့ရနိုင်နေပါပြီ Find Intercorporation က2023ခုနှစ်ဇွန်လမှာ D platform ကိုစတင်ခဲ့ပြီးတော့2025မတ်လအကုန်ထိကြောက်ဆုံးပစ္စည်းပေါင်း1.5တန်းအထိကိုကင်တွယ်ပေးခဲ့ပါတယ်အဲ့ဒီထဲမှာမှာပစ္စည်းပေါင်း၄သိန်း7တောင်ကျော်လောက်ကို ပိုင်ချင်းစီကိုပြန်ပေးနိုင်ခဲ့ပါတယ်ဖိုင်းကုမ္ပဏီရဲ့ CEO က D ဝန်ဆောင်မှုကိုနေရာပုံများများမှာအသုံးပြုလာလို့ရှိရင်ကြောက်ဆုံးပစ္စည်းတွေချပွေရတာ ပုံမှုပြီးတော့လွယ်ကူလာလေးပဲဖြစ်မယ်လို့သူကပြောခဲ့ပါသေးတယ်။ဂျပန်မှာ AI ကကြောက်ဆုံးပြည်စီချပွဲကိုဘလောက်တိအဆင်ပြေအောင်လုပ်ပေးနိုင်လဲဆိုတာကိုပရိသတ်ကြီးသိရှိသွားပြီလို့ထင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။လူချင်းမိတ်တို့အားလုံးစိတ်ကြည်နေကြမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ရဲ့တက်အဆန်းကျဲလိုသုံး channel လေးကိုလည်း like and subscribe လေးလုပ်ပေးစီခြင်းပါတယ်။မင်္ဂလာကြည့်တော်နေ့လေးဖြစ်ပါစေခင်ဗျာ။